မင်္ဂလာပါရှင်။နိုဝင်ဘာလ22ရက်ကျသာပြည်နေ့ရဲ့ထူးထူးခြားခြားပြည်တွင်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဦးစွာတင်ဆက်ပေးမှာကတော့နေမြင့်ငိမ့်ချမ်းလာတာနဲ့မျှနေမြင့်ဆိုးမှုကြီးနေမြင့်ရှင်းလင်းရေးများလုပ်ပြီးအွန်လိုင်းလေလံမှုအမြင့်ပြတ်ပပျောက်ရေးအတွက်ဆောင်ရွက်နေတဲ့သတင်းဖြစ်ပါတယ်။နေမြင့်ငိမ့်ချမ်းလာတာနဲ့မျှ နေမည်ဆိုမှုရေးနေမည်ရှင်းလင်းများလုပ်ပြီးအွန်လိုင်းလည်လည်မှုအမြင့်ပြပပြရေးအတွက်ဆောင်ရွက်နေကြောင်းအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စောမင်းထွန်းကပြောကြားသိရပါဗျ။မြောက်ရီဒေသတွင်ပြုလုပ်နေတဲ့အွန်လိုင်းလည်လည်လောင်းကစားမှုတိုက်ဖြတ်ချိန်မုံနေမှုများနိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်နေမှုများနဲ့ပတ်သက်လို့ပြောကြားရတယ်။အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စောမင်းထွန်းကအထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့မြောက်ရီမျိုးနဲ့ဤတစ်ပိုက်ကိုကျွန်တော်တို့လွှမ်းမိုးနိုင်တဲ့နေရာတစ်ပိုက်မှာအွန်လိုင်းလမ်းကစားမှုတိုက်ဖြတ်ရေးတွေစတင်ဆောင်ရွက်ခဲ့တယ်။တဖြည်းဖြည်းနေပြည်ငင်းချမ်းလာတာနဲ့အမျှနေပြည်စုမှုရေးနေပြည်ရှင်းလင်းရေးတွေလုပ်ပြီးအွန်လိုင်းလည်လည်မှု အမြင့်ပြတ်ပပျောက်ရေးအတွက်ကျွန်တော်တို့ဆောင်ရွက်နေတာဖြစ်ပါတယ်။အဲ့ဒီလိုဆောင်ရွက်တဲ့နေရာမှာကျွန်တော်တို့ရဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေစစ်သည်တွေဝန်ထမ်းတွေအသက်သွေးချွေးပေးဆက်ပြီးလှူဆောင်ခဲ့ရတာဖြစ်ပါတယ်လို့ဗိုလ်ချုပ်စောမင်းထွန်းကပြောကြားခဲ့ပါတယ်။ဆက်လက်၍လည်း ကျွန်တော်တို့ကနာကပြောတဲ့နေရာ၃ခုကေကေပန်ရွှေကုတ်ကူကြောက်ခတ်ဒေတာအဲ့ဒီနေရာတွေရဲ့အခြေခံလူနေထိုင်မှုရေလျက်စင်ပြီးဆက်သွယ်ရေးစတာတွေကတဖက်နိုင်ငံကနေရရှိနေတာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးလဲကံကွက်လို့တဖက်နိုင်ငံကပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်ခဲ့ပြီးပိတ်ပင်တာမျိုးတွေဆောင်ရွက်ခဲ့တာမျိုးတွေရှိပါတယ်။ကျွန်တော်တို့အနေနဲ့ပထမဆုံးနေမြေဆိုးမိုးရေးရှင်းလင်းရေးလုပ်ခဲ့တဲ့ KK ဘက်လူနေမြေမျိုးမှာပြန်လည်ပြီး online လမ်းကစားမှုတွေအခြေမချနိုင်မှုအတွက် ဲ့ဒီမှာရှိနေတဲ့အဆောက်အုံတွေကိုကျွန်တော်တို့တရားရဂိုင်းတော့ဖြည့်ဆည်းနိုင်အောင်ကျွန်တော်တို့ဆောင်ရွက်ခဲ့လို့ပြောကြခဲ့ကြအောင်သိရှိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့မြရီမျိုးရှေကုတ်ကူဒေတာရှိကြားဖြတ်လုပ်ငန်းများကိုစတင် ရှင်းလင်းနေတဲ့ဆိုတဲ့သတင်းဖြစ်ပါတယ်။ ကရင်ပြည်နယ်မြရီမြို့မြောက်ဖက်ရှေကုတ်ကိုဒေသရှိကြားဖြတ်လုပ်ငန်းတွေကိုနိုဝင်ဘာ18ရက်နေ့မှစတင်ကတမ်ဘရိုနေကရင်နေကြားဆောင်တဲ့ PGF ပူပေါင်းဖွဲ့ကရှင်းလင်းရေးဆောင်ရွက်နေပြီဖြစ်တယ်လို့သိရပါတယ်။ရှေကုတ်ကိုဒေသအတွင်းကြားဖြတ်လုပ်ငန်းများကိုအပိတိုင်ရှင်းလင်းဆောင်ရွက်သွားမှာဖြစ်ပြီးဖိအားကြောင့်မဟုတ်ဘဲလုံတင်လုံထိုက်တဲ့အခြေအနေလို့လှုပ်ဆောင်အောင်ဖြစ်တယ်လို့ PGF မှတာဝန်ရှိသူတို့ဦးဖြစ်တဲ့ဒုတိယပုံမှုကြီးနိုင်မောင်စောက ပြောကြားပါတယ်။ကျွန်တော်တို့ကဖိအားကြောင့်မဟုတ်ဘူး။ တခါတလေတိုက်ဆိုင်နေဟာရှိရယ်အမြဲတမ်းတိုက်ဆိုင်နေကျွန်တော်တို့ကဒီချိန်မှာဒါလုပ်မယ်လို့ငကိုတွေကရထားပြီးသားဒါပေမဲ့ကျွန်တော်တို့ရထားတဲ့ကာလနဲ့တိုက်ဆိုင်မှုတွေရှိတယ်ဖီးအားကြောင့်မဟုတ်ဘူးကြားဖြတ်နေနေရေးအထူးတပ်ဖွဲ့ဆိုတာလည်းအခုမှရှိလာတာမဟုတ်ဘူးဒီဖွဲ့ကလှုပ်လို့ရမယ့်ချိန်ရောက်လာတဲ့အတွက်လှုပ်လို့ချင်းဖြစ်တယ်လို့ BGF မှဒုတိယပုံမှုကြီးနိုင်မောင်စောကနိုဝင်ဘာ18ရက်ကသတင်းမီဒီယာများကိုပြောကြားခဲ့ကြောင်းသိရှိရပါတယ်ရှင်။ ထပ်မံတင်ဆက်ပေးမှာကတော့တရချောင်းမြို့အာထကကျောင်းမှာအထက်တန်းပြဆရာမသုံးကို PDF များကဖမ်းဆီးခေါ်ဆောင်သွားတဲ့တရင်ဖြစ်ပါတယ်။တနင်္လာရီတိုင်းဒေသကြီးတရချောင်းမြို့နဲ့တရချောင်းမြို့အခြေခံပညာအထက်တန်းကျောင်းမှာအထက်တန်းပြဆရာမသုံးကို PDF များကဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရပါတယ်။တရချောင်းမြို့အခြေခံပညာအထက်တန်းကျောင်းမှာအထက်တန်းပြဆရာမများဖြစ်တဲ့ဗဒောရက်ွက်နေဒေါ်မီမီချူမြို့မရက်ွက်နေသူများဖြစ်တဲ့ ဒေါ်စုဝါလိုင်းနဲ့ဒေါ်စင်စင်စုတို့သည်တဝဲမြို့မှတရချောင်းမြို့သို့နိုဝင်ဘာ16ရက်က မော်တော်ယာဉ်တစ်စီးဖြင့်ထွက်ခွာလာစဉ်တင်းချွန်းကျေးရွာအနီးအရောက်မှပီရီယံများကမော်တော်ယာဉ်အားတားဆီးရထန်ခိုင်းပြီး၎င်းတို့သုံးကိုဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရပါသည်ဖန်စီခံရတဲ့ပညာရေးဝန်ထမ်းများကိုပြန်လည်ကယ်တင်နိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များကလိုအပ်တဲ့လုံခြုံရေးလုပ်ငန်းစဉ်များနဲ့အညီဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းလည်းသိရှိရပါရဲ့ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့ ရခိုင်ပြည်နယ်နဲ့မလေးရှားနိုင်ငံတို့ပူးဆောင်မဲ့ငွေကျပ်120ဘီလီယံခန့်တန်ဖိုးရှိတဲ့ ICE 4000ကီလိုဂရမ်နဲ့အတူ AA ဖွဲ့မှစီးပွားရေးတာဝန်ခံအပါအဝင်24ဦးဖမ်းဆီးရမိတဲ့သတင်းဖြစ်ပါတယ်။ရခိုင်ပြည်နယ်နဲ့မလေးရှားနိုင်ငံတို့ပူးဆောင်မဲ့ငွေကျပ်120ဘီလီယံခန့်တန်ဖိုးရှိတဲ့ ICE 4000ကီလိုဂရမ်နဲ့အတူ AA ဖွဲ့မှစီးပွားရေးတာဝန်ခံခင်ထွန်းအပါအဝင်24ဦးအားဖမ်းဆီးရမိကြောင်းသိရပါတယ်။2025ခုနှစ်နိုဝင်ဘာ5ရက်ညပိုင်းက AR တိုင်းဒေသကြီးပသိမ်မြို့နယ်တရက်ကွက် စင်အိုးဘူးရဲ့ကန္နာလန်ဂူတော်အမှတ်19မှာမြေရောက်ခန်းအတွင်းတိုဟတ်ထိန်သိမ်းထားတဲ့ရခိုင်ပြည်နယ်နဲ့မလေးရှားနိုင်ငံသူပူးဆောင်မဲ့ ice မူရစီဝါ4000 kg တပ်မုံငွေချက်120ဘီလီယံခန်းနဲ့တူအေအေဖွဲ့မှထောက်ဝံ့ရေးတာဝန်ခံခင်ထွန်းနဲ့ပသိမ်မြို့တွင်မူရစီဝါများထိန်သိမ်းပေးသူလာမင်းခန့်တို့နှစ်ဦးအားဖမ်းဆီးရမိကြောင်းသိရပါဗျ။ဖမ်းဆီးရမိသူနှစ်ဦးရဲ့ဖော်ထုတ်ချက်အရတရခန်းအမျိုးသား24ဦး M4 A1 တနက်တလက်ပစ္စတိုနှစ်လက် ကုန်တင်သင်္ဘော၂စီးတို့အားဆက်လက်ဖန်ဆီးရမည်ကြောင်းသိရပါဗျ။ဖန်ဆီးရမည်သူများအားဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ဖန်ဆီးရန်ကြံရှိရတဲ့ခန်းများနဲ့ဆက်ဆက်တဲ့ခန်းများအားဖန်ဆီးဖော်ထုတ်နိုင်ရေးဆက်လက်ဆောင်ရွက်ရရှိကြောင်းသိရှိရပါတယ်ရှင်။